မြမရွာရင်ကျေမှုအမှုပညာပြပွဲကိုမန္တလေးမြို့မှာပထမဦးဆုံးကျင်းပပြုလုပ်ခဲ့ပါတယ် ဒီသတင်းကိုဥကြိုစီကပေးပို့ထားပါတယ်ရှင်။ဩဂတ်လ18ရက်နေ့ည9နာရီကမန္တလေးမြို့မှာရှိတဲ့အမျိုးသားကစားရုံမှာအကျမပြုလုပ်ခဲ့တာပါ။နိုင်ငံသားတွေအထက်မနက်ပိုင်းမှာရည်ကြည်မှုအဆောက်အဦတွေကိုလေ့လာနိုင်သလိုညပိုင်းမှာရိုးရာရည်ကြည်မှုတွေနဲ့ပတ်သက်ပြီးသိစေချင်တဲ့အထောက်အခုလိုစီစဉ်တာဖြစ်ပါတယ်။နောက်ပိုင်းမှာမြမရိုးရာအစားအသောက်တွေကိုရောင်းချဖို့စီစဉ်ထားသလိုဝင်ကြေးတွေကိုတော့နိုင်ငံသားတအူးလင်မြမငွေချက်တထောင်ပြည်သူတွေအထက်ကတော့မြမငွေချက်တထောင်နဲ့အပတ်စဉ်စနေနေ့တွေမှာလည်းကျမဖို့ရှိနေပါတယ်။ ီနိုင်ငံသားတွေကနေခဲ့မှာကျွန်တော်တို့ရဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုလာရောက်ကြည့်ရှုနိုင်ပေမဲ့ညမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့သူတို့ကို message ပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ရိုးရာယဉ်ကျေးမှုအမှုပညာတွေရာဒီလိုရှိပါတယ်ဆိုတော့နံပါတ်1ပြကြတယ်ကျွန်တော်သိသိချင်းဖြစ်ပါတယ်အလားတူပဲကျွန်တော်တို့ရဲ့မြမရိုးရာယဉ်ကျေးမှုအမှုပညာတွေဟာဒီလိုဂုံယူစရာကောင်းတယ်ဆိုတာကိုပြည်တွင်းကလူငယ်များကိုလည်းသိသိချင်းလို့ ဖြစ်ပါတယ်။နောက်လာစပြီးတော့ကျွန်တော်အပတ်စဉ်စနေနေ့ညတိုင်းကျင်းပသွားနိုင်အောင်စီစဉ်ထားပါတယ်။ခုအစီအစဉ်ကိုစောင့်ကြည့်ပြီးတော့မှနိုင်ငံသားတွေစိတ်ဝင်စားမှုရှိမရှိအဆင်ပြေမပြေဆိုတာကိုစဉ်းစားလို့ရမှာဖြစ်တယ်လို့မန်လေးအေလန်းညွန်များအသင်းဆောင်ဥက္ကဋ္ဌကပြောပါတယ်။ဒီနေ့ကြည့်ရမှာနော်။ကြည့်လို့တို့ထည့်သွင်းတဲ့အစီအစဉ်တွေကတော့နိုင်ငံသားတွေအတွက်စိတ်ဝင်စားဖို့ကောင်းမှမကောင်းဘူး။ဒါကိုကြည့်ပြီးတော့မှကျွန်တော်ကအဆင်ပြေမပြေကျွန်တော်စဉ်းစားလို့ရအောင်။အဲ့တော့ဒီအစီအစဉ်ကတော့ကောင်းပါတယ်။ တော်ဟုတ်ရင်2014လောက်ကြီးကလုပ်ခဲ့ရတယ်ကျွန်တော်တို့အားပေးခဲ့ပါတယ်သို့တော့အဲ့တော့ program ကရန်ကိုရှုပ်ထွေးများပြားပြီးတော့နိုင်ငံသားတယောက်အတွက်နားလည်နိုင်မှုဆိုတာအခုစီစဉ်မျိုးတွေကိုတိုင်းနေတာကြီးအစိုးရအဖွဲ့ကစီစဉ်နေတာကြာပြီဖြစ်ပြီးကပားလက်ခီးသွားများကိုဆွဲဆောင်မှုရရှိစေနိုင်မယ်လို့မန္တလေးမြို့တော်ဝန်ဦးအောင်မောင်ကပြောပါတယ်အခုဒါကစတင်ပြီးတဲ့အခါမှာကျွန်တော်မန္တလေးမြို့ရဲ့တကယ့်ကိုအပတ်စဉ်ဒီလူလူကိုဖြောပြမှုတတိယပြင်ပြောမယ်ဆိုရင် မန္တလေးမြို့ကအလေရောက်နေကြတဲ့တူရစ်စေမန္တလေးမြို့ရဲ့ရင်ကျင်းမှုအသပတွေနဲ့ cultural show တွေကိုကြည့်ရှုပြီးတော့ပုံမူပြီးတော့ခီးသွားများကိုဆွဲဆောင်နိုင်လို့ရတယ်။ဆောင်ရွက်ဖြစ်ပါတယ်။အမှန်တမ်းကိုပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုံးဖြစ်တဲ့ပဲကြောင့်ကျွန်တော်ဆိုရအခွင့်အရေးရောကျွန်တော်မန္တလေးမြို့တော်အနေနဲ့ရောဂုံယူဝမ်းမြောက် ကျိုးဆိုထွက်ပြီးတဆက်မှုအနေနဲ့ဝင်းခင်အခမ်းနာပနာမအေဂီတတန်နတ်ချင်းရင်ဂီတအကနဲ့ကိုကြီးကျော်တပင်တိုင်းအကမြမချင်းလုံးနဲ့စိတ်ဝင်စားဝယ်ရမြမရိုးရအခအလစတာတွေကိုတဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကြော်စီပါ